ဟယ်လိုအားလုံးပဲမင်္ဂလာပါ United ရှူကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Manchester United ကကွင်းလေကစားမတွေအစားထိုးဖို့နဲ့ပတ်သက်ပြီးတော့တောက်လျှောက်တင်းနေထွက်နေတဲ့ကစားမတချို့နဲ့တင်းနေထွက်နေတဲ့အနေအထားမျိုးမှာအခု Roma အသင်းရဲ့ကွင်းလေကစားမဖြစ်တဲ့ Manu Khoni နဲ့လည်းတင်းနေကြတော့ထွက်လာပြီးဖြစ်တယ်ပေါ့နော်။ဒီနေရာမှာ Manchester United ကတော့ Manu Khoni ကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးတော့ရေရှည်စိတ်ဝင်စားနေတဲ့ကလပ်တင်းတစ်ခုဖြစ်တယ်ပေါ့နော်။သို့တော်လည်းပဲကလပ်အသင်းရဲ့ United ရဲ့ကင်းတောက်တွေကတော့ Khoni ဟာ ပညာလေးမှလာကစားဘူးဆိုလို့ရှိရင်အင်မတန်ကိုကျွန်တော်တို့ raw ဖြစ်နေသေးတဲ့ကစားမတယောက်လို့မြင်ထားကြတယ်ဗောနော်အဲဒီတော့လည်းပဲလက်ရှိဒီယာဒီအီတလီစီးရီးမှာခြေစွမ်းနေပြထားတာရဲ့ပြင်သစ်လက်ရွေးစင်အသင်းကိုဝင်ပြီးတော့ကစားခွင့်ရထားတာရဲ့ကိုကျွန်တော်ကြည့်ရင်လာမယ့်ညရာဒီအပြောင်းရွှေ့မှာတော့ United အသင်းမှာ ကိုနေရတကယ်အချိန်ကြီးကောင်းလာနိုင်တဲ့ခေါ်ယူနိုင်ကြီးရှိတဲ့ကစားမတရားပေါ့နော် ဖြစ်လာဖို့ရှိတယ်ပေါ့တခုရှိတာကတော့အသင်းဘက်ကကွင်းလေမဖြစ်မနေအစားထုတ်လို့ရဲဆိုတာကျွန်တော်တို့အားလုံးသိပဲကွင်းလေကျွန်တော်နေနဲ့မဖြစ်မနေကျွန်တော်ခေါ်ကိုခေါ်မှကျွန်တော်ရမယ်ပေါ့နော်အဲဒီနေရာမှာကျွန်တော်တို့ကကိုနေကိုကျွန်တော်တို့ကြည့်ရင်24နှစ်ရွယ်ကစားမတရားဖြစ်တယ်2029ခုနှစ်ထိသူ့ရဲ့လက်ရှိရိုမာနဲ့စာချုပ်ကိုသူပိုင်ဆိုင်ထားတယ်ဒါအပြင်ကျွန်တော်တို့ အဲဘယ်လိုပြောမလဲကစားမကဈေးကွက်တန်ကြီးကလည်းတန်90လောက်ထိကျွန်တော်တို့ရှိနေပြီးတော့ဇန်နဝါရီမှာအပြောင်းအရွှေ့လုပ်လို့ရတဲ့အနေအထားမျိုးဟုတ်မနေဘူးပေါ့နော်အဲ့တော့ Manchester United တင်းနေတဲ့ဇန်နဝါရီမှာခွန်တန်ကြီးမရှိတဲ့ကစားမတွေနဲ့ပတ်သက်ပြီးတော့သတင်းထွက်တာတွေကနည်းနည်းတော့ကျွန်တော်အနေနဲ့ပေါ့နော်စောင့်ကြည့်ကျင်စရာတော့ကောင်းနေတယ်တိုးတော်လည်းပဲခုနကပြောလို့ဒီကစားမကိုအကယ်လို့ခေါ်ဖို့အတွက်ကြိုးပမ်းမယ်ဆိုရင်ဖြစ်နိုင်ကြီးကအဲຫນွေရာဒီအပြောင်းအရွှေ့မှလောက်ပဲကျွန်တော်ဖြစ်နိုင်မှာ အခုလက်ရှိကျွန်တော်တို့ကိုရီအသင်းကိုကျွန်တော်တို့ကြည့်ရင်ကက်စမီရိုရှိမယ်မိန်းနူးရှိမယ်ဥကာလေးရှိမယ်ဘလူးနိုရှိမယ်ဒီထဲကမှကက်စမီရိုဒီဒီတရာဒီပြီးရင်ဘလူးမန်အဆင်မပြေတော့ဘူးတကယ်တမ်းကဒီယာဒီအောင်ဘာမှအဆင်ပြေတာမဟုတ်ဘူးကျွန်တော်တို့ကရှိတဲ့ကစားမားတွေထဲမှာအမ်မိုရင်အကြိုက်ဆုံးပလေယာဖြစ်လို့သာသုံးနေရတာဒီထက်ပိုကောင်းတဲ့ကစားမားရှိတယ်ဆိုရင်အမ်မိုရင်ကသုံးချင်ပါပဲအဲဒီမဲ့လို့သူ့မှာလက်ရှိမှာသုံးမနေရဘူးဆိုတော့ကက်စမီရိုကျွန်တော်ရှိပြီမယ်လို့အားကိုးရတဲ့နေရာမှာအများကြီးမပါဘူး နောက်တစ်ခုကကျွန်တော်အနေနဲ့ပေါ့နော်အဲဘယ်လိုပြောမလဲ main new ကျွန်တော်ရှိပြီမဲ့လေလို့ unboxing ကသဘောမကျဘူးเนาะနောက်တစ်ခုကကျွန်တော်အနေနဲ့ ukade ကလည်းအဆင်မပြေဘူးသူ ਨੇ sporting list ပုံမှာလက်တွဲခဲ့ဘူးတဲ့เนาะသူ့လက်အောက်မှာကစားဘူးတဲ့ဆိုပြီးမဲ့လို့အဲ့လိုကစားမှမျိုးမဟုတ်တော့ဘူးလို့သူကိုယ်တိုင်ယူဆထားတာဖြစ်တဲ့အတွက် ukade ကလည်းအဆင်မပြေတော့ပြန်ဘူးအဲ့ဒီတော့ united အတွက်ပေါ့နော် manchester united အတွက်ကနောက်ထပ်ကွန်းလင်ကစားမှတဲ့ခေါ်ဖို့တည် နွေရာသီအပြောင်းရွှေ့တိကျွန်တော်စောင့်လို့မရဘူးအခုဆိုလို့ရှိရင်ကျွန်တော်ကြည့်ပေါ့နော်မထင်မှတ်တဲ့ရလဒ်တွေထွက်လာအပြီးမှအသင်းက124အသင်းအင်းနေနေပေါ့နော်အမှတ်အများကြီးမကွာသေးဘူးတိုးတိုးလည်းပဲအဲ့လိုအမှတ်အများကြီးမကွာသေးတဲ့အချိန်မှာအထက်ကအသင်းတွေကကျွန်တော် consistent ဖြစ်တဲ့ခြေစွမ်း performance နဲ့ပေါ့နော်ကစားမတိုင်းစီကပြီးတော့ ကောင်းတဲ့ခြေသွင်းညနေတဲ့ချိန်ကိုရီးယားတော့ကိုကစားမားတွေကတပတ်နဲ့တပတ်ခြေသွင်းညဘလို့ဖြစ်လာမလဲဆိုတော့ကျွန်တော်သိနေရတာမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့ပိုကောင်းတဲ့ကစားမားတွေလူနေတယ်အထက်ကအသည့်နေနေလဲအမှတ်အရင်မကွာတော့မှမကွာအောင်ကျူးပန်းရမယ့်အနေထားမျိုးမှာကစားမားကောင်းနေ consistent ဖြစ်တဲ့ performance လုပ်ပြနေတဲ့ကစားမားတွေမရှိဘူးဆိုရင်တိုင်ပတ်ပါမယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီရာသီကိုအလဟတ်သက်ဖြစ်စီလို့မရဘူးဗျာအခုမှကျွန်တော်ပွဲစဉ်က10ပွဲပဲရှိသေးတယ်။ဒါကြောင့်ကွန်းလေးကစားမတွေပါတွေခေါ်မယ်ဆိုရင်နောက်နှစ်ຫນွေတွေပါတွေကအဝေးကျန်နေတယ် ော့အဲ့ဒီနွေတွေကြီးကျွန်တော်စောင့်ကြည့်ဟိုတင့်မနေသေးဘူးပေါ့နော်ဒီဇန်နဝါရီပြောင်းရွှေ့มาတယ်ရအောင်ခေါ်ဖို့ကြိုးပမ်းရမှာအဲ့ဒီတည်းမှာကိုနီတို့လိုစားမမျိုးတွေကိုရနိုင်မလားဆိုတာတော့ဒါကတော့အချိန်ညီပေါ်မူတည်တာပေါ့လေတရားတော်ကတော့လက်ရှိဒီကစားမကိုယ်တိုင်ကလည်းပြင်သစ်လေရွေးစင်တွေဘာတွေမှာကစားခြင်းမှာပဲနော်ကစားခြင်းမှာဆိုတော့သူ့အတွက်ပွဲကစားခွင့်အာမခံချက်ပူပေးနိုင်တဲ့အသင်းမျိုးမှာပဲသူ့အတွက်အဆင်ပြေမှာလက်ရှိကျွန်တော်နေရူမာပေါ့ယူနိုက်တက်မှာဆိုလို့ရှင်တော့အဲ့ဒါလိုမျိုးသူရကြမှာရမှာဗျာ เนาะကျွန်တော်တို့ဒီကိုကို customer တို့ကိုကြော်ပြီးတော့နေရာမရဘူးလို့ဘာလို့လဲဖြစ်ခြင်းဖြစ်မှာပဲဒါပေမဲ့လို့ဇန်နဝါရီပြောင်းချူမှာကျွန်တော်ကကိုယ်နေ exam တရားခေါ်မှရမှာเนาะဒီ exam ကတန်း90လောက်ထိတန်ကြီးရှိတယ်ဆိုတော့အတင်းမကကျူးပန်းလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးဘောနော်ကျူးပန်းနေနေနဲ့မှာပါမယ်လို့ကျွန်တော်မထင်ဘူးညီကတို့ရောဘယ်လိုမြင်ကြလဲလက်ရှိရိုမာတေးရဲ့ကိုယ်နေ exam မှာကျွန်တော်ဒါမန်နူကွန်လေးကိုအတင်းမကခေါ်ဖို့ကျူးပန်းတင်နေထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်